ဒီနေ့ဆရာတင်ပေးမှာကတော့အားကစားရည်နဲ့ပတ်သက်တဲ့အကြောင်းပဲဖြစ်တယ်။အဲ့တော့အားကစားနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်စာလေ့လာနေတဲ့လူတွေကလည်းတော်တော်များများတော့ပြောတတ်တဲ့နယ်ပေါ့နော်အားကစားလည်းအရေးပါတဲ့အခန်းကဏ္ဍတစ်ခုမှာပါနေတာ哦အဲ့တော့ဒီနေ့မှာဆိုရင်အားကစားနဲ့ပတ်သက်တဲ့အကုန်လုံးပဲလည်းကြောင်းရှိတယ်ဒီနေ့3 4 5ဒါကြောင်းရှိတယ်ဒါပေမဲ့ဒီထဲမှာပဲအတုံးတုံးတစ်တစ်ထည့်ပြောမယ်အဖြေနဲ့ပတ်သက်ပြီးဆရာပြောပြပေးမယ် အစ်တတွေတော့ထပ်တည်အောင်ပါပဲအဲဒီတော့ဒါကိုဘယ်လောက်ကိုအရင်ပြောတက်လဲဆိုတော့အရင်ကိုပေါ့ကိုအရင်ပြောကြည့်မယ်ဗီဒီယိုခဏလေးချက်လိုက်ပြီးတော့ကိုပေါ့အရင်ပြောကြည့်မယ်ပြောပြတဲ့အခါမှာဆိုလို့ရှိရင်ကိုမရရဲ့နေရာလေးဆိုလို့ရှိရင်ဆရာဗီဒီယိုအဖြစ်ပြန်လိုက်တဲ့အခါမှာပြန်ပြီးတော့တိုက်ကြည့်မယ်မသိရအလုံးလေးပါရင်ခြာရည်ပြီးကြားလိုက်မယ်သုံးလုံးသွက်ကလေးကိုထပ်ခါထပ်ခါပြောခြင်းအပြင်လေ့ကျင့်လိုက်မယ်ဆိုရင်ရက်60ကျော်မှအင်္ဂလိပ်စာကောင်းတော့မှဖြစ်တယ်ပေါ့နော်ကြည့်ဒါဆိုဗီဒီယိုလေးကိုခဏလေးချက်ပြီးတော့စမ်းကြည့်လိုက်ပါဦး ဒါဆိုရင်ပြန်ဆလိုက်ကြရအောင်မင်းအားကစားအချို့ကိုလှုပ်လာလာမင်းကုန်းဒီအကုန်လုံးဒီဆရာတို့ WH နဲ့မစားဘဲနဲ့အကူနဲ့ပဲစားမယ်ဒါပုံမှန်ကိစ္စဖြစ်တဲ့အတွက်ကြောင့်ဆရာက do dash ကိုပဲတုံးပြီးတော့ do ကိုထုတ်လိုက်တယ်အဲ့ဒါလေးမှတ်ထားမယ်နော်။ဘာကြောင့် do ကိုတုံးတာလဲ dash မတုံးလဲ you သည် second person ဖြစ်တဲ့အများသဘောဆောင်တဲ့အတွက်ကြောင့်ဆရာတို့ရှိရနေ do ကိုပဲတုံးတယ်။ဆရာပြောပြမယ်ဒီ video ရဲ့ရှေ့မှာအင်္ဂလိပ်စာအောက်သက်ကြည့်ဖို့ရ30 series ဆိုတာလေးရှိတယ်။အဲ့ဒါလေးကိုကြည့်ပြီးမှဒီ series ကိုဆက်ပြီးကြည့်မယ်ဆိုလို့ရှိရင်အင်္ဂလိပ်စာအတိုင်းအတာတစ်ခုထိရောက်သွားမှာဖြစ်တယ်။ဆရာစနေတကြားတနေ့စီတနေ့တခြားလေး ပလန်ချပြီးသင်နေတာဖြစ်တဲ့အတွက်ကြောင့်အကုန်လုံးကလည်းစနေတကျလိုက်လေ့လာမယ်ဆိုရင်ကျင်းသေးကြပါပါအဲ့ဒီမှာ subject ပြီးလို့ရှိရင်ဒီမှာဗာဆက်လိုက်မယ်ဆိုရင် main back လာမယ်အဲ့ဒါဗာလဲဆိုရင်လှုပ်တယ်ဆိုတဲ့ဟာလေးအဲ့မှာဗာထည့်မယ်ဆိုရင် do ပေါ့အဲ့မှာအားကစားကို play နဲ့သုံးလို့ရတယ်ဆရာတော့ do ကို project တော့ do ကိုသုံးလိုက်တယ် do you do အချို့ဒါမနေ့ကဗီဒီယိုမှာဆရာပြောထားတယ်အချို့ကိုနှစ်မျိုးရှိတယ် sam ရယ် any ရယ်မေးခွန်းတွေနဲ့အရင်းတွေမှာဆိုရင် sam ကိုမသုံးဘဲနဲ့ any ကိုသုံးဖို့ဆရာအကြံပေးတယ်ပေါ့နော်အဲ့တော့ do you do any အားကစားကို sports လို့ခေါ်တယ်ပေါ့ အချို့ဖြစ်တဲ့အတွက်ကြောင့်လည်းနည်းနည်းအားရလို့ယူဆပြီး sport မှာ s ထည့်လိုက်တော့မယ်နော်အဲ့တော့ do you do any sports မင်းအားကစားချို့မင်းလုပ်တလားပေါ့အားကစားရပါလေလုပ်လားပေါ့အဲ့နောက်တစ်ခါအဲလုပ်လို့ရှင်တော့ဒီ do နဲ့မေးထားတော့ yes i do ပေါ့မလို့ရင်တော့ no i don't အဲဒီခါလီမလုပ်တယ်ဆိုရင်တော့ sometimes ပေါ့နော်ကဲအားကစားတွေကို benjamin လုပ်ဖြစ်လဲ benjamin လဲဆိုရင်မိကုန်လဲမိကုန်ဆိုရင်ရှေ့ကို wh မဟုတ်ရင် how ထောက်ရတော့မယ် benjamin လဲဆိုရင်မိကုန်ဒီအင်္ဂလိပ်လိုဆိုလို့ရလဲဆိုရင် how often လို့ခေါ်တယ် ေလုံးစကလုံးဒီ how often ပြီးတဲ့အခါမှာရှေ့အကူတလုံးထုတ်ရမယ်ဒီမှာဒီလိုအကူထုတ်တလုံးမျိုးပဲဒါလည်းပုံမှန်ကိစ္စပဲဖြစ်တဲ့အတွက်ကြောင့်ရှေ့ကို do နဲ့ just ပဲထုတ်ရမယ်အဲ့တော့မေးတာကတင့်ဟုတ်ပဲမေးရဖြစ်တဲ့အကြောင်းအများသဘောဆောင်လို့ do ရေးလိုက်မယ်အားကစားပြီးဘယ်တဲ့ချိန်လို့ဖြစ်လဲဆိုတာဆရာဒီစာကြောင်းထဲမှာ subject မပေါ့လို့မထင်နဲ့တင့်ကိုမေးနေရဖြစ်တဲ့အကြောင်း subject ကတင့်ဖြစ်တယ်အဲ့တော့ဆရာယူထည့်လိုက်မယ်အဲ့တော့မေးခွန်းစကလုံးအကူတလုံးထုတ်မယ် subject ပြီးရင်မှမေးပတ်လာမယ်ဘယ်နှကလို့ပဲလောက်တာပဲဆိုတာပါလဲဆိုရင် do ပေါ့အဲ့တော့ how often do you do ဘာတွေကိုလဲအားကစားပြီးကတော့ sports ပေါ့အဲ့တော့ how often do you do sport အဲ့တော့နေ့တိုင်းလုပ်လို့ရှိရင် every day ပေါ့ဒါပေမဲ့ဆိုရင်အာတပတ်ကိုတပတ်မှတစ်ခါလောက်ဆိုရင်လည်း once a week ပေါ့နော်အဖြေကတော့ဒီနိုင်မှာမဟုတ်ဘူးနောက်တစ်ခါငါကအားကစားတွေကိုတကယ်နှိမ့်ချပါလေတဲ့အဲ့ဟုတ်ပြီအဲ့တော့ငါကဆိုတော့အိုင်ပေါ့နော် subject ပြီးသွားပြီ subject ပြီးခုနောက်ကိုသွားမယ်ဘာဖြစ်တာလဲနှိမ့်ချတာနှိမ့်ချတာဘယ်လိုရေးလဲဆိုရင် enjoy လို့ရေးတယ် I enjoy. အော်နေလေးကြံခဲ့ပြီ။တကယ်နှစ်ချိုက်တာ။အာယိုယိုနှစ်ချိုက်တာမဟုတ်ဘူး။တကယ်ဆိုရင်ဘာလေးထည့်ဖို့လိုလဲဆိုရင် really လေးထည့်ဖို့လိုတယ် i really enjoy article ကိုနှိမ့်ချိုက်တယ်ဘာလို့နှိမ့်ချိုက်တာလဲအားကစားတွေကိုနှိမ့်ချိုက်တာဆိုတော့ sports ပေါ့နော် I really enjoy sports. အဲ့ဒါမိတ်ဆွေတို့ကလည်းအားစားနဲ့ပတ်သက်ပြီးတော့ကိုကဘယ်လိုမျိုးခံယူချက်မျိုးရှိရဲဆိုတာလို့ရှိရင်ကိုမမရေးခဲ့လို့ရရင်ရေးခဲ့ကြပါအောင်။အင်္ဂလိပ်လိုရေးနော်။နောက်ငါကစနေတင်းခွနေနေတိုင်းချက်တောင်းကစားတယ်။ subject ကစမယ်။ငါကဆိုတော့ I. subject ပြင်ဟိုနောက်က verb ကိုသွားမယ်။ဘာလို့လဲ?ကစားတယ်ဟာ play. I play ပေါ့နော်။ဘာကစားရလဲ?ချက်တောင်းကစားတယ်။ I play badminton. အခုလေးထပ်ပြီးတော့ရားညံ့ပြီးပြောရမယ်အဲကြောင့်ဆရာပြောတယ်ဗီဒီယိုတင်ချာကြည့်ရင်မှတ်စရာကြီးပါလာလိမ့်မယ်အားကစားရရှိမှာဒယ်လီအေးတွေလုံးဝမထည့်ရဘူးအားလေးမှတ်ထားမယ် I play football I play badminton ဒီလိုပဲတန်းရည်မယ်နော်အဲအဲ့လိုမျိုးဒယ်ကျင်းနေထည့်ရတဲ့ဟာတွေရှိတယ်အဲ့ဒါပါလဲဆိုလို့ရှင်တူရီယာရယ်ဆိုရင်ဒယ်ထည့်ရတယ် play the guitar လို့ play the piano လို့ပေါ့နော် string ချက်အနေနဲ့ A ထည့်ရမျိုးလည်းရှိတယ်ဒါပေမဲ့ရေပုံဝါးအဖြစ်မှတ်ထားမှာကအားကားဆိုရင်ဘာမှမထည့်ပဲဒီလိုလေး plain ရေးနော်တူရီယာရယ်ဆိုလို့ရှင်ဒယ်ထည့်ပြီးရေး I play badminton ဒိုင်းဖြစ်အောင်ပါထည့်မယ်ဆိုရင် every ထည့်မယ် every ထပ်ပြီးရင်စနေတင်ကနေခုနေကိုဆရာတို့ကဟိုသတင်းပတ်အစုံရဆိုပြီးတော့ကြာတင်ထားပေးတယ်။ဒီဘက်ကို week လို့ခေါ်တယ်။ Monday to Friday ကိုကြာတော့ week day လို့ခေါ်တယ်။အဲနောက်ဆုံးနှစ်ရက်စနေတင်ခုနေကြောင့်ဒီဘက်ကအစုံတက်ကိုကြာ weekend လို့ခေါ်တယ်။ W E E K E N D weekend as မထည့်ရဘူး every ရနောက်မှာ singular ပုံစံပဲလိုက်ရမယ် as ထည့်လို့မရဘူး every ရှိနေမှာเนาะစနေနေ့ကတိုင်းပဲပဲအများသဘောဆောင်နေပြီးမဲ့လဲရှိမှာ die ဆိုရယ် every ပါနေနောက်ကောင်အများလိုက်လို့မရတော့အဲ့တော့ i'm playing badminton every weekend ောနောက်တစ်ခါငါကအားကစားတော့မလုပ်ဘူးဒါပေမဲ့ငါကအခြားနည်းလမ်းတွေနဲ့လှုပ်လှုပ်ရှားရှားနေဘူးစူးစားပါတယ်ကြားတယ်လीငါကဆို i subject ပြီးသွားပြီပြီးမလုပ်ဘူး negative ဆိုရင်ရိုးရိုးကိစ္စပုံမှန်ကိစ္စမှာဆိုရင် negative don't နဲ့ doesn't နှလုံးခေါ်တယ် i have first person အများသဘောဆောင်တော့ဆရာတော့ဘာခေါ်လဲဆိုရင် don't ခေါ်လိုက်တယ်ပြီးရင်လှုပ်တာ do ဆိုတော့ i don't do ပေါ့အားကစားဆိုတော့ i don't do sports အနည်းလေးထိုင်လိုက်ရတယ် i don't do sport ငါအားစားတော့မလုပ်ဘူးဒါပေမဲ့ဆိုတော့ that subject ပြန်လာမယ်ငါကဆိုတော့ i ဆက်ဆက်ပြီးနောက်ဆုံးသွားမယ်ဘာလို့လဲစူးစမ်းရဲဆိုတော့ i'm trying ပေါ့ဘလို့ဖို့စူးစမ်းလဲဆိုရင်အဲလှုပ်လှုပ်ရှားရှားနေဖို့စူးစမ်းတယ်လှုပ်လှုပ်ရှားရှားနေတာကိုအင်္ဂလိပ်ဆိုရင် stay active လို့ခေါ်တယ်ဖို့ဖြစ်အောင်ရှေ့မှာထူလေးထည့်ရမယ် to stay active active ဆိုတာတက်တက်ကြွကြွလှုပ်လှုပ်ရှားရှားဆိုတဲ့အဓိပ္ပာယ်ဆိုတဲ့ stay ရနေတယ် to stay active ဆိုတော့တက်တက်ကြွကြွနေဖို့စူးစမ်းလို့ခေါ်တယ်အခြားနည်းလမ်းတွေနဲ့ဆိုတော့အဲ့ဒါလေးကိုအင်္ဂလိပ်နဲ့ကြည့်ရတယ် in other ways ပေါ့နော်အားသာဆိုတာအခြား ways ဆိုတာနည်းလမ်း in ဆိုတာအဲ့နည်းလမ်းတွေနဲ့ ထက်ထကြနေဖို့ကြိုးစားပါတယ် I don't do sports but I try to stay active in other ways အခြားနည်းလမ်းတွေငါတက်တက်ကြွကြွနေဖို့ကြိုးစားပါတယ်ဥပမာဆိုဆရာလိုမျိုးဆိုရင်ဒီချင်းကတက်တက်လုပ်ဖို့အချိန်မရှိတဲ့ခါကျတော့အဲလမ်းပို့ပြီးရှားလိုက်တာမျိုးအဲပြီးလို့ရှိရင်အဲစာတင်လို့ရှိရင်သိပ်မထိုင်မနဲ့မတက်ရက်ပြီးတော့နည်းနည်းထက်လို့ဆရာတင်တာမျိုးပေါ့နော်အဲ့လိုမျိုးနဲ့တက်တက်ကြွနေဖို့ကြိုးစားပါတယ်ဆိုပြီးပြောလို့လည်းရတယ် I don't do sport but I try to stay active in other ways ဟုတ်ပြီဆရာပြောခဲ့လို့ပဲအားကစားနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အမြင်လေးတွေဘာ 家里联系到的沙地区的夫妇，因为年纪较大，消息也比较不方便，就在这吧，拜见吧。Milan,